အသက်တစ်နှစ်ခွဲခန့်ကလေးငယ်တအူးကိုဆယ်မျောင်းတံတားအောင်ရေထဲကနေရှာဖွေတွေ့ရှိမိင်္ဂလာပါပရိသတ်ကြီးရှင်ရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးမြို့နယ်ဖလုံဘူတာကျေးရွာအုပ်စုဖလုံမြိုင်ဟေးဝန်သွားလန်ဖလုံအနောက်ပိုင်းဆယ်မျောင်းတံတားအောင်ရေထဲမှာဇွန်လ17ရက်နေ့မနက်9:00နာရီမိနစ်30အချိန်ခန့်ကအသက်တစ်နှစ်ခွဲခန့်ယောက်ျားလေးတအူးကိုအသက်ရှင်လျက်တွေ့ရှိခဲ့ကြောင်းအနီးနားမှာနေထိုင်သူတွေရဲ့ပြောပြချက်အရသိရှိရပါတယ် ဒီမနက်အလုသွားဖို့ထွက်လာတော့ဆယ်မြောင်းတထားအောင်မှာကလေးကိုတန်းကြားလို့ဆင်းကြည့်တော့ကလေးတအူးရေထဲမှာငိုနေတော့ရေကအလဲပင်အထီတောင်မြုပ်နေတာခေါင်းလေးပဲပေါ်တယ်ဆယ်မြောင်းကရေခမ်းနေချိန်မို့တော်သေးတယ်အခုတော့ကလေးကိုဆေးကမ်းပြပြီးရက်ွက်ရုံမှာခနောက်ဆောက်ရှောက်ပေးထားတယ်ဟုဆိုကောင်ကလေးငယ်ကိုစတင်တွေ့ရှိခဲ့သူကပြောပြထားပါတယ် အဆိုပါကလေးငယ်ရဲ့လက်ဘင်းမှာကျိုးဝါရောင်နဲ့ပစိမ်ပုံစံအမှတ်သားလေးနှစ်ခုပါဝင်ပြီးကလေးကိုသိရှိသူတွေအနေနဲ့ဖလုံးပူတာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးကိုဆက်သွယ်ပေးကြဖို့အတွက်လည်းလူမှုကွန်ရက်စာမျက်နှာကနေအကူအညီတောင်းခံထားခဲ့ကောင်ညနေပိုင်းမှာတော့ကလေးမိဘတွေကိုရှာဖွေတွေ့ရှိခဲ့ပြီးကလေးကိုပြန်လည်အနှံ့ခဲ့ပြီးဖြစ်တယ်လို့သိရပါတယ် အဆိုပါကလေးကိုတော့ကိုဝင်းဆောင်အမျိုးသမီးတဦးကဆဲမြောင်းတထားအောက်မှာလာရောက်ဆွပြစ်သွားတာဖြစ်ကြောင်းစုံစမ်းသိရှိရပေမယ့်အသေးစိတ်ကိုတော့ဖော်ပြထားခြင်းမရှိတာလည်းတွေ့ရပါတယ်။